ျွန်တော်ကတော့ခွန်မြင့်ချူပါစာတုံးလူရေးရာဥစည်းဌာနကျန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးကိုဖြစ်ပါတယ်ဟုတ်ကဲ့အခုပေါ့နော်စာတုံးလူဥစည်းဌာနအနေနဲ့ဈေးပေါ်ထဲမှာစစ်ဆေးမှုပိုင်းပေါ့ဟောဘယ်လိုမျိုးတွေတွေ့ရှိလဲအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ process တွေပိုင်းဆက်လုပ်တာရှိတယ်အဲကျွန်တော်တို့စာတုံးလူရေးရာဥစည်းဌာနအနေနဲ့ဒီဆောင်ရွက်တဲ့လုပ်ငန်းတာဝန်ကိုကျွန်တော်အချင်းအရင်ရှင်းပြပါမယ်ကျွန်တော်စာသုံးသူကြီးရဦးစီးဌာနအနေနဲ့ဒီစာသုံးသူတွေ BND ရဖြစ်စေနိုင်တဲ့အစားအသောက်တွေလူသုံးကုန်တွေနောက်တကကိုပေးလိုက်ရတဲ့ငွေကြေးနဲ့ထိုက်တန်မှုမရှိတဲ့ကုန်ပစ္စည်းတွေဒီမတုံးမိစေဖို့အတွက်ကျွန်တော်တို့အသိပညာပေးဖော်ပြမှုတွေပုံမှန်ဆောင်ရွက်ပါတယ်။နောက်ဈေးကွက်ထဲမှာလည်းစားသုံးသူတွေစားသုံးမှာမတင်တဲ့အစားအသောက်တွေကုန်ပစ္စည်းတွေရှိမရှိကျွန်တော်တို့ပုံမှန်ကွင်းစင်စစ်ဆေးတဲ့အလုပ်တွေကိုကျွန်တော်တို့လုပ်နေပါတယ်။အခုလက်ရှိပေါ်တော့မြောက်ပြားနှစ်စင်းမှာဆရာတို့ဆက်စင်းမှုတွေမှာပေါ့နော်ဒီစင်းမြစ်စီနဲ့ပတ်သက်ပြီးတော့ ိုဒီမီဒီယာမှာဖော်ပြခဲ့ရပေါ့နော်အဲ့ရရမဟုတ်ဘူးလို့ကြားရပေါ့အဲ့ပေါ်မှာဆရာနေနဲ့ပြောခြင်းလဲအဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ဒီ23ရက်နေ့မျက်စိမှာဒီ online website မှာကျွန်တော်တင်ထားတာကို24ရက်နေ့မနေ့စတွေ့တယ်ဒီဒါတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တော့ဟိုကျွန်တော်တွေ့တဲ့အချိန်မှာဟိုတော်တော်ကိုတန်တော်ဖြစ်ပြီးတော့ကျွန်တော်ဒီ23ရက်နေ့ကွင်းစင်းနဲ့ဒီလက်တော့မြေကြိုက်ဘူးတော်မြင့်မြေချူအရင်ခေါ်မိပါတယ်ဒီ ်ငွေစည်စင်မင်းနဲ့ဒီမဟာမိတ်ဆိုတဲ့ brand မှာအတူတူပါနေတယ်လို့ website မှာမျက်စိမှအရေးတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒီတာဝန်ရှိတဲ့လူအနေနဲ့ဘာတွေပြောခဲ့တယ်လဲလို့မေးတဲ့အခါမှာတော်မြင့်မြင့်ချူအနေနဲ့သူလုံးဝမပြောကြောင်းเนาะဒီသူ့ဘက်ကပြန်ကြားပါလေအဲ့ဒီအတွက်ကိုကျွန်တော်ကဒါဆိုရင်ဂျာနယ်ကရေးရေးသားဖော်ပြတာမှားယွင်းမှုဖြစ်နိုင်တယ်ဖြစ်ခဲ့ရင်ငွေစည်စင်မင်းလို့ဒီနာမည်ရ brand ကထိခိုက်မှုတော်တော်အားများမယ်ဒီနောက်အငြင်းပွားမှုတွေဖြစ်နိုင်တယ် တော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်တဲ့အတွက်ဂျာနယ်ကိုချက်ချင်းဆက်သွယ်ပါဒီလိုအရေးသားတွေကိုကျွန်တော်တို့ဒီပြန်ပြီးတော့ချက်ချင်းရုပ်သိမ်းခိုင်းပါဆိုပြီးကျွန်တော်ညှိခိုင်းပါတယ်ညှိတဲ့အချိန်မှာလည်းတော်မီမင်းရှူဟာဂျာနယ်နဲ့ဒီဆက်သွယ်တယ်လို့ပြောပါတယ်ဆက်သွယ်ပြီးတော့လူပြည်လည်းမရပြီဒါတွေမရှိတော့ဘူးဆိုပြီးတော့ဒီပြန်ပြောတဲ့အတွက်ကျွန်တော်လည်း website ကိုပြန်ဖွင့်ကြည့်တယ်အဲ့ဒီအချိန်မှာကျွန်တော်အသေးစိတ်မကြည့်ဖြစ်တာလည်းဖြစ်မှာပေါ့ဒီ web page ကပြုတ်သွားပြီပြုတ်သွားတဲ့အတွက်ကျွန်တော်တော့ဒါမပါတော့တော့ဘူးဆိုပြီးနေလိုက်တဲ့အချိန်မှာ ဒီ28ရက်နေ့ညကြတော့ဒီငွေစင်မင်းပိုင်ရှင်ဦးအောင်ဆွေကျွန်တော်တို့ဟိုဒါလိုက်ဆက်သွယ်လာပါတယ်ဒါဒီလိုဂျာနယ်မှာမှာရင်းဖော်ပြတဲ့အတွက်သူ့ကုမ္ပဏီအနေနဲ့အများကြီးထိခိုက်နေတာလည်းဖြေရှင်းပေးပါဆိုပြီးတော့ကျွန်တော်ဒီပေါ်လာတဲ့အတွက်ကျွန်တော်ဒါကိုဟိုမဖြစ်မနေခဏဖြေရှင်းဖို့အတွက်လိုအပ်လာတဲ့အတွက်ခင်ဗျားတို့ဂျာနယ်တွေကိုလည်းပြန်ချိန်ပြီးတော့ကျွန်တော်တို့ဒီဖြေရှင်းခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြောရရင်တော့ဒီမြစည်းမဂျာနယ် သတင်းယူတဲ့သတင်းတောက်ဒေါခင်မြမြောက်ကိုပေါ့လေသူ့အနေနဲ့အားနေချက်ကျွန်တော်တို့ဒီနှစ်ပိုင်းတော့တွေ့ပါတယ်တစ်ပိုင်းကတော့ဒီသူယူတဲ့သတင်းခိုင်မာမှုကိုသူအရင်မတီဆောက်ဘဲနဲ့သူသတင်းမှာပေါ်ပြတာရယ်နောက်တစ်ချက်ကဌာနဆိုင်ရာအရာရှိတယောက်က ပြောတယ်ဆိုတဲ့စကားကိုတကယ်အတူတူချက်မယူဘဲနဲ့ပြောတကယ်မပြောဘဲနဲ့ပြောတယ်လို့ထင်မိတဲ့အပိုင်းဒီနှစ်ပိုင်းပေါ့လေကျွန်တော်တို့တော့တွေ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တော်မြင့်မြင့်ချို့လည်းသူရပုံလေးပါတယ်။နောက်ကျွန်တော်တို့စာသုံးမှုရဥတီဌာနဝန်ထမ်းတွေကွင်းစင်းစစ်ဆေးရင်ကိုယ့်ရဲ့တာဝန်ကဘာလဲ၊လုပ်ပိုင်ခွင့်ဘာလဲ၊ဘယ်လိုပြောရမလဲဆိုတာကျွန်တော်တို့ကအသေးစိတ်ညွှန်ကြားထားပြီးလက်တော့ညွှန်ကြားမှုတရားအနေနဲ့ဒီစီလိုဝါလို့ပြောတာမဖြစ်နိုင်ပါဘူး။ဒီဘေးကနေပြောလိုက်တာကိုမှားယွင်းကြားပြီးတော့ဒါတရင်အနေနဲ့ရေးလိုက်တာဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့ယူဆတဲ့အတွက်ဒါကျွန်တော်ပြန်ပြီးတော့ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဌာနအနေနဲ့ခုနတစ်ဆက်သေးကျွန်တော်တို့ရှင်းရှင်းလင်းတင်ပြရမယ်ဆိုရင် ဈေးကွက်တွေကိုစစ်ဆေးပြုလုပ်တဲ့အခါမှာအများပြည်သူအတွက်အန္တရာယ်ဖြစ်နိုင်တဲ့ကုန်ပစ္စည်းတွေအမှတ်တရစိတ်တွေနောက်စားသုံးကုန်လူသုံးကုန်မျိုးစုံပေါ့ဒီလိုတွေ့လာခဲ့ရင်ကျွန်တော်တို့စားသုံးသူကာကွယ်ပေးရေးဥပဒေမှာဒီဈေးကွက်ထရပစ္စည်းကိုတိုက်ရိုက်တင်ဆက်ဝင်မရှိပါဘူးအဲ့ဒီအတွက်နောက်ကျွန်တော်တို့ကဒီလိုကုန်ပစ္စည်းမျိုးစစ်ဆေးတွေ့ရှိခဲ့ရင်ကျွန်တော်တို့အရင်ဆုံးကွင်းစင်စစ်ဆေးတဲ့အရာရှိရာကျွန်တော်တို့ ခန္ဓာတိုင်းဥစဉ်ဘုကိုကျွန်တော်အရင်သတင်းပို့တင်ပြရပါတယ်။သူသွားစစ်တဲ့နေရာမှာဘယ်လိုပုံပစ္စည်းတွေတော့တွေ့တယ်။တန်တရားရှိတယ်။ဒါတန်တရားအဆင့်ပဲရှိသေးတယ်။သူက definite ဒီပစ္စည်းကစားသုံးရမတင်ဘူးလို့ဆွဆွဲလို့မရအောင်။ဘာကြောင့်လဲဆိုတော့ကုန်ပစ္စည်းတစ်ခုစားသုံးရတင်မတင်ဆိုတာကျွန်တော်တို့က FDA တက်ခွဲခန်းကိုပို့ပြီးတော့သူအဖြေထုတ်ပြီးမှဒါကိုကျွန်တော်တို့ကောက်ချက်ချရတာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်တို့စီကိုဒီကွင်းစင်စစ်ဆေးတဲ့အရာရှိရနေသူတန်တရားရှိတဲ့ brand တွေကိုကျွန်တော်တင်လာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ စီပင်တာယာနဲ့ပတ်သက်တဲ့ဒီ brand နေဆိုရင်စီပင်တာယာဘက်ကိုကျွန်တော်တို့အကြောင်းပြပါတယ် FDA နဲ့ပတ်သက်တဲ့စားသောက်ကုန်တွေဒီ cosmetic တွေဆိုရင်ကျွန်တော်တို့ဒီ FDA ကိုအကြောင်းကြားပြီးတော့ဒီစစ်ဆေးတဲ့နေရာမှာဒီလိုကုန်ပစ္စည်းတွေတော့ရှိနေတယ်စားသောက်ကမတင်ဘူးလို့ယူဆတယ်ဒါကိုထိထိရောက်အရေးယူပေးပါဆိုပြီးကျွန်တော်ဆက်သွယ်ပေါက်ဆက်ပြီးတော့ဒီချိတ်ဆက်ပြီးကျွန်တော်ဆောင်ရွက်နေပါတယ်အဲ့ဒီလို FDA ကပြန်ပြီးကွန်ဆင်တဲ့အချိန်မှာလည်းကျွန်တော်စားသောက်လူရဲ့ဦးစီးဌာနအနေနဲ့အဖွဲ့ဝင်အနေနဲ့ကျွန်တော်လိုက်ပါဆောင်ရွက်နေတယ် อีหุติအင်္ဂနေနေရတော့23ရင်းနေရကျံမျိုးမြောက်ကလာပါနှစ်စီးပါစီးပွားရေးကုတန်းချောင်းဝေးစသောက်ကူပစ္စည်းများကိုလိုက်စစ်စစ်ရတို့ကြားတယ်အဲ့ဒီဥစ္စာကိုလည်းပဲတမီးတို့မိစီမသတင်းဌာနနေပြီးတော့ Facebook မှာတင်လိုက်တယ်ပေါ့နော်မီဒီယာဒီနေတင်လိုက်တယ်အဲ့ဒီဥစ္စာကိုအင်္ဂနေနေတော့နင့်နာမှုကြီးကြီးမားမားဖြစ်သွားတော့တမီးတို့အဲ့ဒါကိုသတင်းမီဒီယာနဲ့တဆင့်အင်္ဂနေနေတာပြန်လဲဖြစ်ဖြစ်ပြီးစီးတယ် ာလို့လဲဆိုတော့သမီးတို့ရေးထားတာနာမည်ကြီးကုမ္ပဏီတစိမ့်ပါစားသုံးစီတချို့မြေပဲစီမစစ်ပဲအယောစီများကိုတွေ့ရှိကြောင်းနဲ့ဟဟလာဖုန်းနံပါတ်၄၀မပါဝင်လဲတင်သွင်းရောင်းချနေသည့်စားသုံးစီများဈေးွက်တွင်သို့ရောက်ရှိနေကြောင်းစီပွားရေးနှင့်ကုတန်းရောင်းဝယ်ဝန်ကြီးဌာနစားသုံးသူရေးရဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးလက်လက်ထောက်ညွှန်ကြားမှုဒေါ်မင်းမျိုးကပြောသည်လို့ပြောလိုက်တယ် เนาะအဲ့ဒီပြောဆိုမှုပေါ်မှာအန်ကယ်ရဲ့ဝေဒစီမပါတော့အန်ကယ်ခွင့်လွှတ်လို့ရသေးတယ်။ဒါပေမဲ့နောက်တစ်ကြောင်းမှကြတော့ဈေးတွင်စစ်ဆေးတွေ့ရှိမှုပေါ်တွင်စီပဲစီမှုဆိုတာဈေးနှုန်းတက်တာဆိုပြီးရောင်းချနေသည့်အထက်တွင်ရိုးရအမှတ်တစိမ့်ဖြင့်တင်သွင်းလာသည့်စီအချို့အပြင်နာမည်ကြီးတစိမ့်အချို့လည်းပါဝင်နေသည်ဟုဆိုသည်။ယင်းအပြင်အချိန်အတွင်းဖြင့်เนาะရောင်းချသည့်ပဲစီအချို့ကိုစစ်ဆေးရတွင်အယောစီများပါဝင်နေသဖြင့် ရင်းစီများ၏မူလကုမ္ပဏီကိုလိုက်လံစစ်ဆေးသည့်ဌာနဆိုင်ရာကမေးမြန်းရပြီး၎င်းတို့မှာမဟာမိတ်နှင့်ငွေတစင်းရှင်များဖြစ်သည်ဟုဆိုင်ရှင်ချုပ်ကပြောသည်ဆိုရင်သူကအဲ့လိုဆွဆွဲရေးသားထားတယ်။နော်ငွေတစင်းစီလို့နာမည်ပါလာတဲ့ပြည်ကြောင့်အငဲမှာပြောကြည့်ကြတင်တာ။အဲ့တော့ပြည်သူလူထုတွေရဲ့စိတ်ထဲမှာအငဲကငွေတစင်းကိုဟဲ့လားရုံးတော့ပြီးအရောစီအနေနဲ့ရောင်းနေလို့ထင်သွားတယ်။အငဲအနေနဲ့ကဒီငွေတစင်းစီကို FT ထောက်ခံချက်လေးရတာလေ။နော်တက်ဆိုင်ရာ ဒီပုံမှာ leveling လုံးဖို့လေအကယ်လိုက်နိုင်တာစီမာရှိတင်ရှိထိုက်တဲ့เนาะအကယ်ရဲ့ဟောဆက်မှုကြီးကြပ် license ရှိတယ်ပြက်စစ် license ရှိတယ်ကျမိုင်ဝန်ကြီးဌာန license ရှိတယ်ဟုတ်လားတက်ဆိုင်ရဲ့ license အားလုံးပြင်ပြီး FD ထောက်ခံချက်ရထားတယ်ဟာလာထောက်ခံချက်လည်းရထားတယ်နောက်လစဉ်လစဉ်လည်းပဲတက်ခွဲကနေပြီးစစ်စစ်နေတယ်အဲ့လိုခံရင်လုံလုံနဲ့အကယ်ဈေးွက်ထဲမှာရောင်းနေအကယ် brand တခုကိုတမီးတို့ကစိတ်ထဲမှာထင်ယူနေเนาะခံလုံနဲ့တက်ပြီးထောက်ထားမရှိဘူးနဲ့ ထင်အောင်ထင်မှားနဲ့ပြောလိုက်တဲ့အခါကျတော့ဈေးွက်ထက်ကအငဲကိုယုံကြည်လို့စားသုံးနေတဲ့ရဟန်းရှင်ပြည်သူပေါင်းကအငဲကိုတကယ်ကိုအယောနှောစီရောက်နေလို့ထင်မှားပါအောင်အငဲကစိုးရိမ်နေစိုးရိမ်နေအပြင်ကိုတကယ်တမ်းမှလည်းဒီတရင်ကိုဖတ်မိတဲ့လူကပြီးသွားလို့ရှိရင်အငဲမထိခိုက်နေတာကတော့အားကြီးပါသွားတယ်အဲ့ဒါမျိုးတမီးလူအနေနဲ့ကဒီစားသုံးမှုပြည်သူတွေအားလုံးကိုသိရှိနိုင်အောင်ပြန်ပြန်ဖြည့်ချပေးရမယ်တာဝန်ရှိတယ်